ကရင်မျိုးသားစီရင KNU ဖားပွန်ခရိုင်တပ်မ9နယ်မြေထဲမှာစစ်ကောင်စီတပ်ကလေရင်နဲ့နှေးစင်လာရောက်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေရလို့ KNU တပ်မ9ပြောခွင့်ရဗိုလ်မှူးကြီးစောကလေတို့ကတလွင်ထမ်းဖို့ပြောပါရယ် KNU တပ်မ9တင်ပိုက်ထားတဲ့ဖားပွန်မျိုးကိုပြီးခဲ့တဲ့မတ်16ရက်နေ့မှာစစ်ကောင်စီတပ်ကလေရင်နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဖားပွန်မျိုးနဲ့ကျုံးမင်ကျေးရွာထဲမှာလည်းစစ်ကောင်စီတပ်ကလေရင်နဲ့လာရောက်ပြစ်ခတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးလူထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ပါဘူး ဖားပုံခရိုင်စစ်ကောင်စီတပ်နဲ့ KNL တပ်မှငါတို့ကြောင့်နှစ်ဘက်တိုက်ပွဲတွေမရှိလဲစစ်ကောင်စီတပ်ဘက်ကတော့လေရင်နဲ့လာရောက်ပုံကျဲပြစ်ခတ်တာတွေကိုအမြဲတမ်းလှုံ့ဆော်နေပြီးဒီလိုလာရောက်ပုံကျဲတိုက်ခိုက်တာဟာသူတို့ရဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုစစ်ကူပြစ်ကူလှုံ့ဆော်ပေးခြင်းဖြစ်တယ်လို့ဗိုလ်မှူးကြီးစောကလဲတို့ကတုံ့တပ်ပါတယ်ဖာပုံစစ်ပြူဟာနဲ့ကတိုင်တိရွာက BGF တပ်စခန်းဟောင်းတွေမှာဆက်လက်ခုခံတိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ကို KNL တပ်မှ9နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကဆက်လက်ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ပိုင်းကကမာမော ောင်းကနေကတိုင်တိဘက်ကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင့်တိုက်ခိုက်ခံရလို့ကမာမောင်းမြို့ထဲကိုပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကလည်းကမာမောင်းမြို့စစ်ဖြူဟာကို KNL တပ်မကဒေါ်လိုင်းဘူအောင်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့်စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေကိုစရိုက်အုံပြတိုက်ခိုက်နေတဲ့အတွက်ကမာမောင်းမြို့အနီးကျေးရွာတွေကဒေသခံပြည်သူတထောင်နီးပါးဟာစစ်ဘေးရှောင်နေခဲ့ရပါတယ်။ ကမာမောင်းစစ်ဗျူဟာဟာတိုက်ခိုက်သိမ်းပိုင်မခံရဖို့အတွက် စစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူတာတွေကိုအုံပြုပစ်ခတ်နေသလိုမြိုင်ချင်းကိုမဲသောလမ်းပိုင်းကတပ်တွေကိုလည်းထုံနှုတ်ယူပြီးကမာမောင်းဘက်ကိုစစ်ကူပို့လို့ကခံစစ်ပင်စင်မှုတွေလှုံ့ဆော်နေခဲ့တာ ဖြစ်ပါတယ်ကရင်ပြည်သူများဆိုင်ရာကော်မတီ CIDKP ရဲ့အချက်လက်တွေအရဖပွန်ခရိုင်ထဲမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေရွှန့်ကွာထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ရှောင်ဦးရေ9000နီးပါးအထိရှိနေတာဖြစ်ပါတယ်။